မင်္ဂလာနနက်ခင်းပါစမ်းမချမ်းသာဘေးရန်ကင်းကွာဘုန်းတော်ထင်ရှားရာတနေ့တာဖြစ်ကြပါစေဒီနေ့မနေ့ရန်ကုန်မြို့နယ်ဒီတစ်ဝိုက်ပူချိန်ကတော့23ဒီဂရီရှိပြီးတော့မှ24ဒီဂရီရှိတယ်လို့ခန့်သားရရှိနိုင်ပါတယ်ဒီလူရည်သွေးကပုံမှန်ဖြစ်ပါတယ်တနေ့တာလုံးတွေအများအားဖြင့်တာယာပါမယ်မြင့်ဆုံးပူချိန်31ဒီဂရီရှိမှာဖြစ်ပါတယ်နေ့စဉ်ဝိပြုချိန်လင်းပြနိုဝင်ဘာလ19ရက်ဗုဒ္ဓနေ့2025 တိုးတငယ်သည်ကဘာဆက်ဆက်အစွမ်းတက်တိရှိတော်မူသည်ဒီကချက်ဒါရိကျမ်းမာခွန်အားယူစရာများ ပိုင်း35ဖတ်ရန်ကြမ်းချက်ဒါရိကျမ်းခန်းကြီးငါခန်းငယ်6မှ34တို့ကပလင်တော်မှစသောတတဝါ၄ပန်းနှင့်အသက်ကြီးသူတို့အလယ်၌အသေးတက်ပြီးတကယ်သို့သောတိုးတငယ်သည်ရက်လျက်ရှိသည်ကိုငါမြင်၏ ထိုတိုးတငယ်သည် ရေကြီးတစ်ပြင်လုံး၌လွတ်သောဘုရားသခင်ဝိညာဉ်ခုနှစ်ပါးတည်းဟုသောမျက်စိခုနှစ်လုံးနှင့်ဂျိုးခုနှစ်ချောင်းရှိ၏သူဒီလာ၍ပလင်တော်ပေါ်မှထိုင်တော်မူသောသူ၏လက်ရာလက်မစာဆောင်ကိုခံယူလေ၏ထိုစာဆောင်ကိုခံယူသောအခါတတဝါ၄ပါးနှင့်အသက်ကြီးသူ24ပါးတို့သည်တန်ရှင်သူတို့၏ပထနာတည်းဟုသောမိရှုရာနှစ်တန်ပေါင်းနှင့်ပြည့်သောရွှေဖလားတို့ကို၎င်းစောင်းတို့ကို၎င်း အသီးသီးကင်၍သိုးတငယ်ရှင်း၌ပြတ်ဝစ်လျက် ကိုရော်သည်အသေးသက်ချင်းကိုခံတော်မူသောအားဖြင့်အသီးသီးဘာသာစကားကိုပြောသောလူအမျိုးအနွယ်အခက်သိန်းတို့ထဲမှအစရုံတို့ကိုယူ၍အတွေးတော်နှင့်ဖျားသခင်ဖို့၍နှုတ်တော်မူ၏အကျွန်ုပ်တို့၏ဖျားသခင်ရှင်းမှာရှင်ပြင်းရာ၌၎င်းရစ်ပျော်ဟိတ်ရာ၌၎င်းခန့်ထား၍ရေကြီးပေါ်မှာစိုးဆန်ရသောခွင့်ကို ပေးတော်မူ၏ထို့ကြောင့်ကိုရော်သည် စာဆောင်ကိုခံယူ၍ တစိတ်တို့ကိုဖွင့်ထိုက်တော်မူ၏ဟုအသက်တော်သချင်းကိုတည်၍လျှောက်ဆိုကြ၏ထိုအခါငါကြည့်၍ပလင်တော်မှစသောတတဝါတို့နှင့်အသက်ကြီးသူတို့၏ပတ်ဝန်းကျင်၌ဂရေတင်ချိန်မကအတိုင်းမသိများစွာသော ကောင်းငင်တမန်တို့၏အတန်ကိုငါကြား၏ထိုသူတို့ကလည်းအသေးသက်ချင်းကို ခံခဲ့ပြီးသောတိုးငယ်သည်တကိုးစည်းစိမ်ပညာအစံတက်သည့်ဂုံတီဘုံအာနုဘောကောင်းကြီးမင်္ဂလာကို ခံထိုက်တော်မူ၏ဟု ြီးသောအတန်နှင့်ပြောဆိုကြ၏။ကောင်းကင်မြေကြီးမြေကြီးအောက်သမုတ်တရားအထက်ရရတို့၌ရှိရှိသမျှသောဝေနယတ္တဝါပေါင်းတို့ကပလင်တော်ပေါ်မှထိုင်သောသူနှင့်တိုးတငယ်သည် ကဘာဆက်ဆက်ကောင်းကြီးမင်္ဂလာဂုံတီဘုံအာနုဘောအစံတတိရှိတော်မူစေတည်းဟုပြောဆိုကြသည်ကိုငါကြားလေ၏။တတဝါ၄ပါးတို့ကလည်းအာမင်ဟုခေါ်ပေါ်ကြ၏။အသက်ကြီးသူတို့သည်လည်းပြတ်ဝွ၍ ိုးကွယ်ကြ၏။ဟေဘေဩရစာခန်းကြီး၁ခန်းငယ်၆တနည်းကားသားဦးကိုဤလောကသို့သွင်းတော်မူသောအခါဘုရားသခင်ဤကောင်းကင်တမန်အပေါင်းတို့သည်ထိုသူကိုပြောက်ဖို့ကိုးကွယ်ကြစေဟု လာတည်းဒါရီကျန်ခန်းကြီးကအစမှာသာဝရရှင်ဘုရားသခင်လက်ထံမှာရှိတဲ့စာဆောင်ကိုဘသူမှဖွင့်လို့မရပေမဲ့တက်ကြည့်သူတစ်ပါးကဒါဝိရဲ့အမျိုးရှင်သေးဟာဒီစာဆောင်ကိုဖွင့်လို့ရတယ်လို့လာပြောပါတယ် ယောဟန်ပတ်ဝန်းကျင်ကိုကြီးတဲ့ခါကျတော့ရှင်သေးကိုမတွေ့ဘဲနဲ့သိုးတငယ်တကောင်ကိုတွေ့ရပါတယ်။သိုးတငယ်ရဲ့ပုံတံဟာလည်းအသေးသက်ပြီးသားပုံစံမျိုးဖြစ်နေတယ်။ဒါကသခင်ရှုကို ပုံဖော်ထားတာဖြစ်ပြီးတော့မှနှိမ့်ချခြင်းသူသည်အသေးသက်ခြင်းကိုခံတော်လဲပဲတကောအာနာပါဝါအပြည့်ရှိပြီးတော့မှရှိနေတယ်ဆိုတဲ့အကြောင်းကို ပေါ်ပြခြင်းဖြစ်ပါတယ်။ကောင်းကင်နိုင်ငံတော်မှာသိုးတကင်နဲ့တူတဲ့တကင်ရွှေသည်သေခံပုံတံကိုစောင်းတယ် လူသားတွေအတွက်အသက်တော်ဆုံးခြင်းကိုလည်းတွေ့ရတယ်။အဲ့ဒီပြင်မှာမြေကြီးတစ်ပြင်လုံးမှာလွတ်တဲ့ဝိညာဉ်ခုနှစ်ပါးတည်းဟူသောဂျိုးခုနှစ်ချောင်းနဲ့မျက်စိခုနှစ်လုံးရှိတယ်။ဆိုလိုတာကသခင်ရှုသည်ဘုရားသခင်ရဲ့တန်ရှင်သောဝိညာဉ်တော်နဲ့ပြည့်စုံတယ်။သူသည်အားလုံးကိုမြင်တွေ့နိုင်တယ်။သူသည်အထွတ်မြတ်အာဏာရှိတယ်ဆိုတဲ့သဘောဖြစ်ပါတယ်။အဲ့ဒီသိုးတငယ်သည်လာပြီးတော့မှပလင်တော်မှာထိုင်နေသူရဲ့လက်ရလက်မှာစားဆောင်ကိုခံယူပါတယ်။ အဲ့လိုခံယူတဲ့အခါမှာတတဝါ၄ပါးနဲ့အသက်ကြီးသူ24ပါးတို့ဟာတန်ရှင်သူတွေရဲ့ဆုတောင်းပတနာတွေဖြစ်တဲ့မိရှုရာနှံ့တာပေါင်းနဲ့ပြည့်တဲ့ရွှေဖလားတွေကိုကင်တဲ့နောက်ပြီးတော့မှစောင်းနေကိုတီးတီးကင်ပြီးတော့မှသိုးတကယ်ရှိမှပြတ်ဝစ်ပြီးတော့မှကိုရောဟာအသေးခံပြီးတော့မှနှုတ်တို့ကိုလူမျိုးနွယ်တွေကရွေးနှုတ်တော်မူပြီးဖျားတကယ်ရှိမှရှင်ပြန်ရာနဲ့၎င်းရစ်ပြော်ဟိတ်ရာနဲ့၎င်းခန့်ထားတယ် တက်ကြီးသူ24ပါးသည်ရွေးနှုတ်ခံရတဲ့သူတွေကိုကိုးစားပြုတယ်။သူတို့တွေသည်ဖျားသခင်ရှေ့မှာသခင်ယေရှုခရစ်တော်အသွေးတော်အားဖြင့်အတားဆီးမရှိရှင်ပြန်လိုမျိုးရစ်ပျော်ဟိတ်လိုမျိုးဝင်ရောက်ခွင့်တန်ရှင်သူတွေရဲ့ဆုတောင်းခြင်းတွေကိုနှံ့နာပေါင်းကဲ့သို့ရစ်ပျော်ဟိတ်လိုမျိုးတင်လူပူဇော်ခွင့်ကိုရရှိတဲ့တွဲချီးမွမ်းတယ်။အရာကြောင့်ကိုရော်ဒီစာဆောင်ကိုယူပြီးတော့မှတစိမ့်တို့ကို ဖွင့်ထိုက်တော်မူရဲလို့အစ်စ်တော်သချင်းကို သူတို့ချီးမွမ်းကြတယ် အဲ့ဒီခါမှာပလင်တော်ပတ်ဝန်းကျင်နဲ့တတ္တဝါ၄ပါးနဲ့အသက်ကြီးသူတွေရဲ့ပတ်ဝန်းကျင်မှာဒီအတင်ချေမကအတိုင်းမသိများစွာသော ကောင်းကင်တမန်တို့ရဲ့အတန်ကိုယောဟန်ကြားရတယ်။ဆိုလိုတာက သိုးတငယ်တခင်ရဲ့ရှုပ်ခရစ်ကိုချီးမွမ်းတဲ့ခါမှာတတ္တဝါ၄ပါးနဲ့အသက်ကြီးသူသာမကပဲနဲ့ကောင်းကင်တမန်တွေအားလုံးနဲ့ချီးမွမ်းကိုးကွယ်ကြတယ်လို့ပါရှိပါတယ်။ သူတို့ကလည်းအသေးသက်ချင်းကို ခံခဲ့ပြီးတဲ့သူတငယ်ဟာတကိုးစည်းစိမ်ပညာအစွမ်းတတ္တိဂုံတီဘုံအမှုပေါ်ကောင်းကြီးမင်္ဂလာကိုခံထိုက်တယ်လို့ကြီးသောတန်နဲ့ပြောဆိုချီးမွမ်းကြပါတယ်။အရသာမကပဲနဲ့ကောင်းကင်မြေကြီးမြေကြီးအောက်သမုတ်တရာအထဲအရရတို့မှရှိရှိသမျှသောဝေနေယတ္တဝါတွေကလည်းပလင်တော်ပေါ်မှာထိုင်သောသူနဲ့သူတငယ်ဟာကဘာဆက်ဆက်ကောင်းကြီးမင်္ဂလာဂုံတီဘုံအမှုပေါ် အစွမ်းတတ္တိရှိတော်မူစေတည်းလို့ပြောဆိုတာကိုယောဟန်ကြားရပါတယ်။တတ္တဝါ၄ပါးတို့ကလည်းအာမင်လို့ခေါ်ဝေါ်ပြီးတော့မှ အသက်ကြီးသူတွေကလည်းပြတ်ဝွေ၍ကိုးကွယ်ကြရဲဆိုတာကိုယောဟန်မြင်တွေ့ရပါတယ်။ဆိုလိုတာကကောင်းကင်မြေကြီးမှာရှိတဲ့တတ္တဝါတွေအားလုံးကောင်းကင်တမန်တွေအားလုံးအသက်ကြီးသူတွေတတ္တဝါ၄ပါးတို့သည်သခင်ရှင်နဲ့ဘုရားသခင်ကိုချီးမွမ်းကိုးကွယ်နေကြရဲဆိုတဲ့သဘောပဲဖြစ်ပါတယ်။ ကောင်းကင်နိုင်ငံမှာဘုရားသခင်ရဲ့ဘုံတကူအာနုဘော်တွေကိုချီးမွမ်းကိုးကွယ်သလိုရေကြီးပါရှိတဲ့တတဝါတွေကျွန်တော်တွေဒီလည်းဘုရားသခင်ရဲ့ဘုံတည်ကုံတော်ကိုဆက်လက်ချီးမွမ်းကိုးကွယ်နေကြဖို့ရန်ဖြစ်ပါတယ်။ဆုတောင်းကြပါစို့။မြတ်တော်ရှင်သခင်သာရမြတ်စွာသောဘုရားသာသမတို့ကိုကိုရရှင်ပြင်ဆင်ပေးတဲ့ဒီနေ့အတွက်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်။ဒီနေ့မှာလို့ထရှင်သနာတို့အားလုံးကောင်းကြီးပေးပါ။ဒိန်သက်ခြင်းဝမ်းမြောက်ခြင်းပျော်ရွှင်ခြင်းလုံခြုံခြင်း နာယောဂမန္တရပြောက်ကင်းခြင်းကောင်းကြီးမင်္ဂလာများဖြင့်ပြည့်ဝစေတော်မူပါငါပြည်ကြီးကိုလည်းကိုရရှင်အမြန်ဆုံးလွတ်လပ်ငြိမ်းချမ်းသာယာသောခွင့်ကိုပေးသနာတော်မူပါမိကြောင့်သခင်ယေရှုခရစ်တော်ဖခင်နာမတော်မြတ်ကိုမြှုပ်လျက်သနာခံဆုတောင်းကြပါရစေပါဗျာအာမင်